အမေရိကန်စီက F16 တိုက်လေရင်အစီး20ဝယ်ယူတာဟာတရုတ်အပါဝင်ဘယ်တရားနိုင်ငံရဲ့ကြိုးစည်းပွားတွေကိုမှအန္တရာယ်ပြုဖို့မဟုတ်ဘူးလို့ဖိလစ်ပိုင်လုံခြုံရေးအရာရှိတဦးကဧပြီလ3ရက်နေ့မှာပြောပါတယ်။ စီစဉ်ထားတဲ့ဝယ်ယူမှုဟာဘယ်နိုင်ငံကမှအနိုင်ပေးဖို့မဟုတ်ဘဲဖိလစ်ပိုင်လေတပ်ကိုခင်းမိအောင်ကြိုးပမ်းမှုရဲ့ဒဇိတစ်ပိုင်းသာဖြစ်တယ်လို့အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဂျိုနာသန်မာလာယာကပြောပါရယ် F16 တိုက်လေရင်နဲ့ဝယ်ယူဖို့စီစဉ်ထားတာကဘယ်နိုင်ငံကမှတိုက်ခိုက်ဖို့အတွက်မဟုတ်ဘူးဆိုတာကိုတရုတ်ကမိမိတို့အာမခံပြောကြားလို့ကြောင်းမာလာယာကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားတာပါကန်ဒေါ်လာ9.58ဘီလီယံတန်ဖိုးရှိ F16 တိုက်လေရင်အစီး20ကိုဖိလစ်ပိုင်တို့ရောင်းချ ခွင့်ပေးလိုက်ကြောင်းအမေရိကန်ကာကွယ်ရေးလုံခြုံရေးဝန်ကြီးဌာနကဧပြီလ2ရက်နေ့မှာကြေညာခဲ့ပါတယ် အမေရိကန်အစိုးရအနေနဲ့ဒီလိုခွင့်ပြုကြောင်းဖိလစ်ပိုင်စီတရားဝင် အသိမပေးသေးဘူးလို့မာလာယာကဆိုပါတယ်တောင်တရုတ်ပင်လယ်ပြင်မှာအငင်းပွားနေတဲ့ဖိလစ်ပိုင်နဲ့တရုတ်တို့ကြားမကြာသေးခင်ကထိတိုက်တွေ့မှုတွေရှိခဲ့ပြီးအမေရိကန်ကဖိလစ်ပိုင်မှာတာလက်ဒုံးကျည်စနစ်တစ်ခုချထားပါဗျ။အဲ့ဒီဒုံးကျည်စနစ်ချထားမှုနဲ့ပတ်သက်လို့တရုတ်ကစိုးရိမ်ကြောင်းဖော်ပြထားသလိုတိုက်လေရင်တွေဝယ်ယူခဲ့တဲ့ကိစ္စကိုလည်းဝေဖန်ထားပါဗျ။